အရှင်ဖရာဖရာရှင်ကလူတလုံးဘိုးပဲကြည်တယ်ဆိုတာအမှန်လားဖရာတဲ့တချို့ကလေမြက်စွာဖရာတောင်မှမိခင်ရဲ့လူတလုံးဘိုးပဲကြည်တယ်ဆိုပြီးပြောနေကြပါတယ်လူတလုံးဘိုးပဲကြည်တယ်လူတလုံးဘိုးမကြည်ဘူးဆိုတာကိုဘာနဲ့တိုင်းတာလဲလို့အဲ့ဒီလူတွေကိုဥစဉ်မေးကြည့်ချင်ပါတယ်နော်မိခင်ရဲ့ဂုံကျေးဇူးကိုတီကျူးဖွဲ့ဆိုတာဟာကောင်းပါတယ်သို့တော်လည်းပဲ ်မိခင်ရဲ့ဂုံကျေးဇူးကိုတီကျူးဖွဲ့ဆိုတဲ့နေရာမှာမြတ်စွာဘုရားဤဂုံကျေးဇူးနဲ့ရှင်ပြီးတီကျူးဖွဲ့ဆိုတာကတော့လုံးဝမကောင်းပါဘူး။ဘာကြောင့်လဲဆိုရင်မိခင်ဟာသားသမီးတွေအပေါ်မှာကျေးဇူးများတာမှန်ပေမဲ့ကြံတဲ့တတ္တဝါတွေအပေါ်မှာတော့ကျေးဇူးမများပါဘူး။မြတ်စွာဘုရားကတော့တတ္တဝါအလုံးအပေါ်ကျေးဇူးများပါတယ်။ဒါကြောင့်မိခင်ရဲ့ကျေးဇူးကိုတီကျူးဖွဲ့ဆိုတဲ့နေရာမှာမြတ်စွာဘုရားဤဂုံကျေးဇူးနဲ့နိုင်ရှင်ပြီးတီကျူးဖွဲ့ဆိုတာဟာ လုံးဝမကောင်းပါဘူးเนาะမိခင်ဂျေဇုဟာအကြီးဆုံးဖြစ်တယ်လို့ဓမ္မရဲ့ဂျေဇုဟာလည်းပဲကြီးမြတ်ပါတယ်မိခင်ရဲ့ဂျေဇုဟာအမတန်ကြီးမားတဲ့အတွက်တာမန်နီးနဲ့ဆက်ရင်မကြေနိုင်မှန်းသိလို့မြတ်စွာဘုရားကိုတော်တိုင်ကဓမ္မနဲ့ဂျေဇုဆက်ခဲ့ပါတယ်ဒါကြောင့်မြတ်စွာဘုရားဟာမိခင်ရဲ့အပေါ်မှာတို့နှလုံးပိုးစလုံးကြည်တယ်လို့မှတ်သားထားရမှာဖြစ်ပါတယ်